ွဲ30မှာ28ပွဲနိုင်တဲ့အထိအော်လန်ဆန်ရဲ့အလဲတူပါဝါအားကောင်းနေရခြင်းအကြောင်းရင်းပရိသတ်များအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်။အော်လန်ဆန်ဟာမြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာ MMA ကစားသမားတဦးပါ။ The Burmese Python ဆိုတဲ့နာမည်ပြောင်းနဲ့ဝမ်ချမ်ပီယံရှစ်မှာသာမကကဘာမှာပါအားပီလက်ကန်ကြတဲ့ fighter တယောက်ဖြစ်ပါတယ်။သူရဲ့ကစားသမားဘဝမှာပွဲပေါင်း45ပွဲကစားထားခဲ့ရမှာပွဲ30အနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီက28ပွဲကို TKO Technical Knockout ဒါမှမဟုတ် KO Knockout နဲ့အနိုင်ရရှိခဲ့တာက သူ့ရဲ့အလဲတို့ပါပါရဲ့ကြောက်ရွံ့ကောင်းမှုကိုပြတ်တတ်ပါလိမ့်။ definition rate 93.300ခန့်နှုန်းဆိုတာက MMA လောကမှာထိတ်တန့်အဆင့်ဖြစ်ပါလိမ့်။ online ရဲ့အလဲတို့ပါပါအားကောင်းရတဲ့အကြောင်းရင်းတွေကိုကျွန်တော်မြင်ပြီးတလို့အချက်အားချက်နဲ့ဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားဖို့ရည်ရွယ်ထားပါလိမ့်။အဆုံးထိလိုက်ပါတီရှူပေးခဲ့ကြပါဦးခင်ဗျာ။နံပါတ်1ကာယဆွမ်းရည်နဲ့လက်ကျင်ရည် online အဆန်းရဲ့အလဲတို့ပါပါရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့သူ့ရဲ့ကာယဆွမ်းရည်နဲ့အစီကံထိတ်တဲ့လက်ကျင်ရည်ဖြစ်ပါလိမ့်။အောင်လာကအရက်6ပေတလက်မှရှိပြီးတော့ကိုလေးချိန်205ပေါင်လောက်ရှိပါလိမ့်။ သူက middleweight 185ပေါင်နဲ့ light heavyweight 205ပေါင်တန်းဒီမှာကစားခဲ့ရပြီးတော့သူ့ရဲ့ကြက်သားအားနဲ့မျက်နှုံးကလည်းအလဲတူပါဝါကိုထောက်ပံ့ပေးပါရီအောင်လာကသူ့ရဲ့ကြံ့ခိုင်မှုကိုထိန်းသိမ်းဖို့ပုံမှန်လက်ကျင့်အစီအစဉ်တွေလှုပ်ဆောင်ပါရီသူကအလေးမှချင်း cardio လက်ကျင့်ကန်တွေကိုပြင်းပြင်းထန်ထန်လက်ကျင့်မှုပြုလုပ်ပါရီအဲ့လက်ကျင့်တွေကသူ့ရဲ့လက်သီးအားနဲ့ခြေကန်အားကိုအားကောင်းစေပါရီဥပမာအဖြစ်တော့သူက one championship ရဲ့လက်ကျင့်ရဲ့ video တွေမှာ deadlift bench press နဲ့ polymetric exercise လုပ်နေတာကိုတွေ့ရပါရီ ဒီလက်ချင်းကနေကသူ့ရဲ့တိုက်ခိုက်မှုကိုပိုအားကောင်းစေပြီးတော့ပြိုင်ပွဲတွေကိုလည်းထိုးနိုင်မှုတွေအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။အောက်လာက American ပြည်ထောင်စု Hard Knocks 365လို့ထိတ်တန်းကယ်မီတွေမှာလက်ချင်းခဲ့တာဖြစ်ပါတယ်။ဒီကယ်မီတွေမှာသူကကမ္ဘာအဆင့်မီနီးပြားရိုင်းတွေကိုလက်ချင်းပြီးတော့သူ့ရဲ့ကြံ့ခိုင်မှုနဲ့နည်းပညာကိုပုံမမြင့်တင်ခဲ့ပါတယ်။သူကဒီနေ့ကိုနှစ်ကြိမ်လက်ချင်းရေးလုပ်ပြီးတော့အာဟာရဓာတ်ကိုတရားထိန်သိမ်းပါတယ်။သူ့ရဲ့အစားအသောက်မှာပရိုတင်းဓာတ်များတဲ့အစားအစာတွေအသားငါးဥနဲ့ကာဘိုဟိုက်ဒရိတ်တွေကိုမျှတစွာထည့်သွင်းထားပါတယ်။ဒါကသူ့ရဲ့ကြွက်သားအားနဲ့ခန္ဓာကိုယ်ထိန်သိမ်းပေးပါတယ်။ နံပါတ်2နေ့နှစ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအောင်လာကထိုးကြည့်ရုံနဲ့မကပဲနဲ့မြေပြင်တိုက်ပွဲ grappling မှာလည်းကျွမ်းကျင်ပါရီသူက BJJ မှာကပတ်နဲ့ရရှိထားပြီးတော့နံပါတ်ပညာနဲ့ပြိုင်ဘက်တွေကိုထိန်းချုပ်နိုင်ပါရီဒါပေမဲ့သူရဲ့အဓိကအားသာချက်ကထိုးကြည့်တာဖြစ်ပါရီသူကပြိုင်ဘက်တွေကိုထိုးကြည့်ရင်အလဲထိုးဖို့အခွင့်အရေးကိုမြေရှာဖွေတတ်ပါရီအောင်လာရဲ့ရိုက်ချက်တွေကအပြည့်ရုံနဲ့မကပဲနဲ့တိကျမှုနဲ့မျက်နှုံးလည်းရှိပါရီ သူကပြိုင်ပွဲရဲ့အားနည်းချက်ကိုဖမ်းယူပြီးတော့မျက်နာခနာကိုဓမ္မမုတ်ခြေထောက်ကိုပြင်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကိုပြေလုတက်ပါရီဒီတိကျမှုကသူ့ရဲ့အလဲထိုးနိုင်မှုကိုပုံမမြင့်တင်ပေးပါရီနံပါတ်3စိတ်ပိုင်းဆိုင်ရာတန်မာမှုအောင်လားစီမှာရှိတဲ့အလဲထိုးပါဝါရဲ့နောက်ထပ်အရေးကြီးတဲ့အကြောင်းရင်းကတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာတန်မာမှုဖြစ်ပါရီ MMA မှာကကာယစွမ်းရည်တာမကစိတ်တက်ကလည်းအရေးကြီးတဲ့အားကစားဖြစ်ပါရီအောင်လားကပွဲထဲမှာဘလောက်ဒီဖိအားများနေပါစေအရှုံးမပြေတဲ့စိတ်တက်ရှိပါရီသူကပြိုင်ပတ်တည်းရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရှိပြီးတော့အခွေရရာနဲ့ပြန်လဲထိုးကျိတ်နိုင်စွမ်းရှိပါရီ ောင်လာကပွဲထဲမှာကိုကိုကိုယုံကြည်မှုအဖြစ်ရှိပါတယ်။သူကပြိုင်ဘက်ရဲ့အာသာချက်တွေကိုလေ့လာပြီးတော့သူရဲ့တိုက်ခိုက်မှုတွေကိုဘယ်ချိန်မှာဘယ်လိုပြစ်လို့ရမယ်ဆိုတာကိုကောင်းကောင်းကြီးသိထားသူဖြစ်ပါတယ်။ဒီလိုအောင်စူးစိုက်မှုကသူ့ရဲ့ရိုက်ချက်တွေကိုပုံမို့ထိရောက်စေပါတယ်။သူကဝမ်ချမ်ပီယံရှစ်ရဲ့အင်တာဗျူးတစ်ခုမှာကျွန်တော်ပွဲထဲမှာအာယုံဆိုင်ပြီးတော့ကိုယ့်ရဲ့အကောင်းဆုံးကိုထုတ်ပြဖို့ကြိုးစားတယ်လို့ပြောခဲ့ဖို့ပါတယ်။နံပါတ်၄ကစားပုံနဲ့နီးဗျူဟာအောင်လာဟာပွဲထဲမှာပြိုင်ဘက်ကိုဖိအားပေးပြီးတော့ထိုးကျိတ်တက်ပါတယ်။သူဟာလက်သီးချက်တွေခြေကန်ချက်တွေဒုတိုက်တရောင်ရိုက်ဒါတွေအားလုံးကိုပေါင်းဆက်ပြီးတော့ပြိုင်ဘက်ကိုခံစေကစားစီပါတယ်။ ဒီလိုဖျားပေးမှုကပြိုင်ဘက်တွေကိုအမားလုံးမိစေပြီးတော့အောင်လာအတွက်အလဲထိုးဖို့အခွင့်အရေးဖြစ်လာပါတယ်။အောင်လာကထိုးကျိတ်ယုံနေမှာပဲနဲ့မြေပြင်တိုက်ပွဲမှာလည်းကြွန့်ကျင်ပါတယ်။ဒါပေမဲ့သူရဲ့အဓိကအသာချက်ကထိုးကျိတ်မှုဖြစ်ပါတယ်။သူဟာပြိုင်ဘက်တွေကိုထိုးကျိတ်ရင်းအလဲထိုးဖို့အခွင့်အရေးကိုအမြဲရှာဖွေတတ်ပါတယ်။ဒီလိုဘတ်ဆောင်ကစားနိုင်မှုကအောင်လာရဲ့အလဲထိုးနိုင်မှုကိုပုံမအကောင်းစေပါတယ်။နံပါတ်၅မြန်မာပြည်သူတွေအတွက်ကစားနေတယ်ဆိုတဲ့စိတ်ဓာတ်အွန်လိုင်းတိုက်ပွဲစိတ်သက်ကမြန်မာနိုင်ငံအတွက်ကိုစားပြုပြီးတော့ကစားပေးနေရတယ်ဆိုတဲ့ခံယူချက်ကြောင့်ပေါ်ပြီးတော့တမ်းပါပါရီအွန်လိုင်းကမြန်မာနိုင်ငံကိုကိုစားပြုတဲ့ဂုဏ်ယူမှုနဲ့ကစားပါရီ သူဟာ One Championship Interview တွေမှာကျွန်တော်မြန်မာပြည်သူတွေအတွက်ကစားရည်လိုအမြဲတမ်းပြောကြပါရီဒီလိုစိတ်သက်ကသူ့ရဲ့ပွဲထဲမှာပုံမအားထုတ်မှုကိုတွန်းအားပေးပါရီသူဟာမြန်မာလန်ကိုဂုဏ်ယူစွာကင်ဆောင်ပြီးတော့ပွဲတိုင်းမှာမြန်မာကုံကိုမြင့်တင်ဖို့အတွက်ကြိုးစားနေသူတူလည်းဖြစ်ပါရီအောင်လာရဲ့ finishing rate 63.300ခိုင်နှုန်းဆိုတာ MMA လောကမှာတော့ထူးခြားတဲ့ကိန်းကနန်တစ်ခုဖြစ်ပါရီသူက One Championship မှာ Middleweight နဲ့ Light Heavyweight Championship တွေရယူခဲ့ပြီးတော့ဒီအောင်မြင်မှုတွေကသူ့ရဲ့အလဲတိုးပါဝါကိုထင်ဟပ်စေပါရီအခုတော့မကြာခင်မှာသူ့ရဲ့နောက်ဆုံးပွဲကိုကျွန်တော်တို့ကြည့်ရှုခွင့်ရတော့မှာလည်းဖြစ်ပါရီ အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။